ုံစေးကြာဆင်းနေပြီးပြပကိုလည်းမြသားကျက်သွန်ဤတမျိုးတည်းကိုသာတင်ပို့နေရပါတယ်။ပြည်တွင်းစည်းကောမှာကျက်သွန်ဤစည်းအနေငယ်ကြာဆင်းနေပြီးပြပကိုလည်းအည်သွေးကောင်းပြီးတာရှည်အထားခံတဲ့မြသားကျက်သွန်ဤတမျိုးတည်းကိုသာတင်ပို့နေရလို့တွက်ချေကိုင်းမှုနဲပါနေတယ်လို့တောင်သူတွေနဲ့ကုံတွေကပြောပါတယ်။ပြီးကြတဲ့နှစ်ကျက်သွန်စိုက်ပြိုးချိန်ကစိုက်စည်းအနေနဲ့တရေကကို28သိန်းလောက်သာကုန်ကြခဲ့ပေမဲ့အခုနှစ်မှာတော့73စီတွင်အားစုလောက်သား900ကနှုံးသားတွေ အစမတန်မြင့်တက်မှုကြောင့်ကျက်သွန်တရေကကိုကျက်သိန်း40လောက်ထိကုန်ကျခဲ့တဲ့အတွက်စိုက်စရိတ်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့တောင်သူတွေကပြောပါတယ်မြစ်သားဟိုခုချိန်မှာပစ္စည်းတွေကောင်းတော့ကြိုက်ကြတော့မြစ်သားအများများထွက်ပြီးအပြစ်နေရလဲမူရလဲထွက်တယ်ပေါ့ဗျာညဉ့်ညံလဲနေနေခပ်ပါးပါထွက်တယ်ပေါ့ဟုတ်တယ်အခုချိန်မှာတော့မြေသားအဓိကပေါ့။အဲအည်သွေးကြောင့်ပေါ့။အခုအခုချိန်မှာသူကမြေဒီမြေသားကျက်သွန်က ဒီဗမာပြည်ထဲမှာအကြီးသေးအကောင်းဆုံးပဲဒီဒီခုခုရဒီမှာတော့ကြက်တော်ကမြေသားပစ္စည်းအကောင်းဆုံးအများဆုံးဖွင့်နေတယ်လက်ရှိတင်ပို့နေတဲ့ကြက်တော်တွေကမိုးကြက်တော်တွေဖြစ်ပြီးမကြာခင်စောင်းရသည့်အတွင်းစိုက်ပျိုးထားတဲ့ကြက်တော်အစ်စ်တွေဈေးကွက်ထဲဝင်ရောက်လာတော့မှဖြစ်လို့ဈေးကအခုထက်ကျဆင်းနိုင်ခြေရှိတယ်လို့ကုန်တယ်တွေကခံမှန်းထားပါဗျ။စိုက်ပျိုးစရိတ်ပုံမကုန်ကြထားတဲ့အခုလိုကာလမှာကြက်တုံခင်းတွေတဲ့ပိုးမွားယောဂါတွေကြာရောက်ပြီး အခင်းလိုက်ပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေပါဗျ။မကွေးတိုင်းအတွင်းကဆလင်းစိတ်ဖြူပေါက်မြိုင်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတာကြောင့်ဒေသခံပြည်သူအများအပြားထွက်ပြေးနေရတဲ့အတွက်စစ်တွန်ဒီစိုက်ခင်းတွေကိုဘယ်သူမှစိုက်နိုင်တဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့တောင်သူတွေကပြောပါတယ်။ဟင်းဒီကောင်မှကြာတယ်နည်းနည်းကြာနေတာပဲမှာရန်ကုန်ကကြာနေတော့လေခုဒီနေ့ကုန်စည်တိုင်းပြည့်ပြည့်မှာ1000ကအမြင့်ဆုံးထိတ်တာပေါ့ အမင်းအနေကတော့မှဟွာဘော73တော့ပဲရှိတော့လားဒီကစမဒီကဝယ်လက်ကမင်းတိုင်းကိုအင်းနာအနဲ့နောက်ကပါမလားဘူးမင်းဒီကစမနဲ့ကတော့သူ့ရောတနေရာတဲ့ဘင်းနာပြန်တော့နေရတာဟိုအဲ့လိုဖြစ်နေတာအိမ်ဒီတို့ဒီဒီကဝယ်တဲ့ဒီပြောတာပေါ့နော်သူပြောတာကတော့အိန္ဒိယကြီးကွက်တာလည်းကြာနေရဆိုတော့ဒီဘက်ကဟာဘာလို့ရှင်ပြောတယ်ဝယ်လို့ရနေနေတာပေါ့ဆန်းလည်းတမ်းမှာဟွာဘောပြောရတယ်နော် အစိမ့်နဲ့လိမ့်နေကြတာသူတို့လည်းအဆုံးကဒီအဟောင်းတော့လည်းမျိုးရုံးကလည်းဆုံးကြကြတာလေတော့တော့ကြရလေတောင်းတဲ့သမားတွေကလည်းပံပြီးကြတယ်ဦးလေးသူကဘောကားတိုင်းစနေတိုင်းတို့နည်းနည်းဒီဒီငါငါနည်းနည်းပါပါကြီးဝကြရေးစကြရေးအမနစ်ကအဆုံးနေလာပြီးတော့တော်တော်လူကမလောက်ကြတော့ဘူးခိုင်းကြည့်နေကြတော့လားပြီးခဲ့တဲ့ဇန်နဝါရီလကပခုတ်ကူမြင်းညံနဲ့စိတ်ဖြူဒေသထွက်ကျက်သွန်ဒီလက်ကြီးတပိတ်သားကို2600ကနေ3000ကျက်နဲ့ ရှယ်တစ်ပိတ်သာကို3000ကျပ်လောက်ပေါင်စင်းရှိခဲ့ပြီးအခုမတ်လမှာတော့ကျပ်သွန်းဒီလက်ကြီးကတစ်ပိတ်သာကို900ကနေ1300ကျပ်ရှယ်ကတစ်ပိတ်သာကို1900ကျပ်လောက်ထိကျဆင်းသွားတာဖြစ်ပါတယ်မြေသားကျပ်သွန်းကတော့ပြီးခဲ့တဲ့ January လကလက်ကြီးတစ်ပိတ်သာကို3400နဲ့ရှယ်တစ်ပိတ်သာကို3900ကျပ်ထိပေါင်စင်းရှိခဲ့ပေမဲ့အခုမတ်လမှာတော့လက်ကြီးကတစ်ပိတ်သာကို3400ကျပ်ရှယ်ကတစ်ပိတ်သာကို3600ကျပ်လောက်ပေါင်စင်းရှိနေတာကိုတွေ့ရပါတယ် ပြပဈေးကွက်မှာတော့စိတ်ကန်းအရောက် FOB ဈေးအနေနဲ့ချက်သွန်နီတဒံကိုအမေရိကန်ဒေါ်လာ325ကနေ495ဒေါ်လာထိ ပေါက်ဈေးရရှိနေတယ်လို့မြန်မာနိုင်ငံချက်သွန်နီချက်သွန်ဖြူနဲ့စပိုးဆောင်တီးနံများစိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသင်းကထုတ်ပြန်ထားပါတယ်။